46ကပါနော်မ46ရောင်းမှ46ကပါမနေပြီးတော့ရောင်းမှ46ကပါဟုတ်ကဲ့မဟုတ်ကဲ့အမဟုတ်ကဲ့မဟုတ်ကဲ့အကူတော့အခုကညီမတို့လင်းဝင်ခိုင်းတာကြတော့ဘာကိစ္စကြောင့်မလို့ဝင်ခိုင်းတာလဲဘာအချက်လက်များသိချင်လို့လဲဟုတ်ကဲ့မဟုတ်ကဲ့အာ APP ကိုသူကတောင်းတောင်းခဲ့ပြူတာဖြစ်တဲ့အတွက်ကြောင့်နော် ညီမနာညီမလေးနားနားမလဲမှာဆိုလို့ဒါကြပြောရမှာဆိုလို့ရှိရင်ဒီဒီလုပ်ငန်းခွန်ချက်လက်နဲ့မသက်ဆိုင်တဲ့သူတွေပေါ့ဒီဌာနနဲ့မသက်ဆိုင်တဲ့သူတွေဒီလုံဟာကိုတောင်းမှာကြောက်လို့မို့ဒီအချက်လက်တွေထည့်သွင်းမှာကြောက်လို့အသုံးပြုမှာကြောက်လို့မို့ကိုတို့ကအဲ့ဒါကိုတက်တက်ဒါလောက်ထားတာဖြစ်နေတော့မှာ အခုရဲ့ဘိုင်းမမီးလေးဟုတ်ကဲ့ဟုတ်ကဲ့ရှင်းပြပေးတာဟုတ်ကဲ့ဟုတ်ကဲ့ရှင်းပြပေးတော့ဂျေဇူးတင်တယ်တကယ်လို့ကအဲ့လိုမျိုးတွေ system တွေစနစ်တွေပြောင်းသွားလို့ရှင်အကိုရအပေါ်ကနေပဲညီမတို့ရောင်းကနေပဲဓာတ်ရိုက်ကစာတွေကြလာမယ်အော်ဒီလိုတွေလုံးဝမယ်ဆိုအဲ့ဒါလည်းဘယ်သူမှအကြောင်းကြားထားတာလည်းမရှိဘူးပေါ့နော်ညီမလေးစကားပြောတာကိုကြည့်ပြောနော်ညီမလေးအကြည့်ပြောတယ်အကိုကြည့်ပြောတယ် ကြည့်ပြီးပြောတာအေးဟုတ်ပြီညီမလေးအဲ့ဆိုရင်အဲ့ဆိုရင်စိတ်ခေါ်တာပဲတစ်ချက်ပို့ပေးလိုက်မယ်နော်ညီမလေးဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုနဲ့နဲ့ပြောလိုက်အကိုနဲ့နဲ့ပြောလိုက်အမအကိုရဲ့နဲ့နဲ့ပြောလိုက်ငန်းပိုင်ရှင်လားတာလိုက်တာလားအခုရောအဆိုပြီးတော့ဖုံးဆက်တယ်ဗျာပြီးရင်လင့်နေဝင်ခိုင်းနေပုံစံတွေရတဲ့အတူတူပါပဲဗျာနော်ဒါမျိုးတွေပဲလိန်နေကြတာပါကျွန်တော်တို့တည်ထားဖို့လိုပါတယ်နော်အေး ညီမလေးနားနားမလဲမှာဆိုလို့ဒါကြပြောရမှာဆိုလို့ရှိရင်ဒီဒီလုပ်ငန်းခွန်ချက်လက်နဲ့မသက်ဆိုင်တဲ့သူတွေပေါ့ဒီဌာနနဲ့မသက်ဆိုင်တဲ့သူတွေဒီလုံဟာကိုတောင်းမှာကြောက်လို့မို့ဒီအချက်လက်တွေထည့်သွင်းမှာကြောက်လို့အသုံးပြုမှာကြောက်လို့မို့ကိုတို့ကအဲ့ဒါကိုတက်တက်ဒါတော့ခါတာဖြစ်တယ်နော်မှာအမေရဲ့ပိုင်းမှာမရေးလေဟုတ်ကဲ့ဟုတ်ကဲ့ရှင်းပြပေးတာဟုတ်ကဲ့ဟုတ်ကဲ့ရှင်းပြပေးတော့ဂျေဇူးတင်တယ်တကယ်လို့က အဲ့လိုမျိုးတွေ system တွေစနစ်တွေပြောင်းသွားလို့ရှိရင်အကိုရအပေါ်ကနေပဲညီမတို့ရောင်းကနေပဲဓာတ်ရိုက်ကစာတွေကြလာမယ်အော်ဒီလိုတွေလုံးရမယ်ဆိုအဲ့ဒါလည်းဘယ်သူမှအကြောင်းကြားထားတာလည်းမရှိဘူးပေါ့နော်ဟုတ်ကဲ့ဆိုရင်တော့ကျွန်တော်တို့ဒါမနက်ဖြန်အတော့ကိုကျွန်တော်တို့ဒါစိတ်ခေါ်တာတစ်ချက်ပြန်ပို့လိုက်မယ်နေပြီးတော့ဟုတ်ကဲ့ပါစိတ်ခေါ်စာပဲပို့လိုက်ပါအကိုရဘာမှဟိုပေါ့နော်အကြောင်းကြားထားတာလည်းမရှိပဲနဲ့အခုက plain ရောဖုန်းထဲမှာ link ပို့လာပြီးတော့ password နှိခိုင်းနေဆိုတော့အခါကျတော့မတင်ကားစရာတွေဖြစ်နေပြီအကိုအခုအကိုတို့လည်းသိပါတယ်အခု line မှာတလောင်းထိဖြစ်စားနေရ link တောင်းပြီးတော့ passport နှိပ်ပြီးတော့လိန်သွားတာပတ်စံနေဘလောက်ပါသွားတယ်ဆိုတော့အကိုရဲ့နော်ညီမတို့ကကြတော့ဝန်ထမ်းတွေပဲအလုံးလုံးနေရလူတွေပတ်စံဘလောက်မှရှိရမို့အကိုတို့အဲ့လိုမျိုးလုတ်ကိုရီးယားလုတ်ခံရသွားပြီဆိုတော့ဒါကိုရီးယားချွေးနှင်းစာတွေအကိုကျွန်တော်တို့လည်းမယုံနိုင်ဘူးနော်ဟုတ်ပြီညီမလေးအဲ့ဒါကိုလေကိုတို့ကအဲ့လိုလိုကြောင်းဖို့လေဒီဖိုင်ကိုဒီလိုမျိုးကတ်တတ်ထားတာမျိုးဖြစ်နေနော်ညီမလေးရပြီရပြီညီမလေးကိုဒါစင်ခေါ်တာညီမလေးကိုပါခေါ်မှာနော်စင်ခေါ်တာခေါ်တဲ့ခါကျရင်ညီမလေးရဲ့ဒါပြောဆိုပြုမှုခြင်းကိုဒါကိုတို့ရုံးကနေမှာတရားဆွဲရလိမ့်မယ်နော် ဟုတ်ကဲ့အကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တရားပဲဆွဲလေကျွန်တော်လေအမေဖုန်းတော်ချသွားတယ်ငါတော့တရားဆွဲအောင်မယ်အစိုးရဌာနဆိုင်ရာတွေကဖုန်းဆက်ပြီဆိုရင်ရိုးရိုးဖုန်းနေနဲ့မဆက်ပါဘူးအဲ့ဒါလေးလည်းတည်ထားဖို့လိုပါတယ်ဌာနဆိုင်ရာယုံဖုန်းနေနဲ့ပဲဆက်ပါတယ်396ခုံတို့381တို့စတဲ့ကျိုးဖုန်းနေနဲ့ပဲဆက်ပါတယ်ကျွန်တော်တို့အခုကင်နေတဲ့ Oidu Telinor Mindel စတဲ့ဖုန်းတွေနဲ့မဆက်ပါဘူးအဲ့ဒါလေးလည်းတည်ထားဖို့လိုပါတယ်နော် အခွန်ရုံးကအဲ့ကြတော့မှအခွန်ဦးစီးကြီးဟာဟာမဟုတ်ဘူးမှားနေတယ်ဘာဖြစ်လို့ဆိုတော့တဲ့အကူတဲ့ငါတို့အခွန်ရုံးကတဲ့ဟိုက data တွေစာပါတွေကဟက်ခံထားရတယ်တဲ့အဲ့ဒါကြားဖြန့်လူလိမ့်လေးတဲ့ဟာအားလုံးပဲမင်္ဂလာပါအခုရက်ပိုင်းမှာအခွန်ဦးစီးဌာနကဆိုပြီးတော့လိမ့်နေတာတွေအများကြီးများလာပါတယ်အခွန်ရုံးရဲ့ data ချက်လက်တွေဟက်ခံထားရတယ်လို့လည်းသိရပါတယ် ကြားပြနေရအခွန်ရုံးရဲ့ data အချက်လက်တွေကိုသုံးပြီးတော့ဘလို့ပုံစံမျိုးနဲ့လိမ်လဲဆိုတာကိုဒီကိုကပြန်လည်မျှဝေပေးထားပါတယ်ကျွန်တော်တို့နားထောင်ကြည့်လိုက်ရအောင်ပါဒီနေ့လူလိန်ခိုင်းရဲ့လိန်နီးတစ်မျိုးကျွန်တော်ပြောပြပါမယ်လိန်နီးအစ်စ်ပေါ့နော် PPE နဲ့တကယ်ကိုလိန်တာအခုတို့ရဲ့ target ကဘယ်လိုလဲဆိုရင်အခွန်ထမ်းနေရတဲ့လုပ်ငန်းရှင်တွေစီကနေပြီးတော့မှတို့ကနေပြီးတော့ PPE လိန်တာအဲ့လို target ထားတာပေါ့နော်ကျွန်တော်တို့တွေကို အဲမနက်ကကျွန်တော်စီကိုဖုန်းဝင်လာတယ်ဖုန်းဝင်လာပြီးသူဒီပေါ့နော်နေပြီးတော့အခွန်အိုးစီးဌာနပါပေါ့အဲ့တော့သူဒီအကိုကျွန်တော်ရဲ့လုပ်ငန်းပေါ့နော်လုတ်ကင်နေသေးလားအဲဆက်ပြီးတော့လုတ်သေးလားမလုတ်တော့ဘူးလားသူကလှမ်းပြီးတော့မေးတယ်အဲမေးလဲမေးပြီးတော့အာကျွန်တော်ဟုတ်ကဲ့ကျွန်တော် ကျွန်တော်လုပ်ငန်းကိုကျွန်တော်ဆက်လုပ်နေပါတယ်လုပ်လုပ်လဲလုပ်ကင်နေသေးပါလို့ပြောတော့အဲဒါဆိုရင်ကျွန်တော်သူကနေပြီးတော့အကိုရဲ့ Viber ကိုကျွန်တော်အချက်လက်တွေပို့ပေးမယ်ဟုတ်မဟုတ်စစ်ပေးပါဆိုပြီးတော့ကျွန်တော်ပြောတယ်ပြောပြီးတော့ကျွန်တော် Viber ထဲကိုဟိုဘောနော်အခွန်ဦးစီးဌာနရဲ့ logo နဲ့ကိုကျွန်တော်စီကို message ဝင်လာဝင်လာပြီးကျွန်တော်ရဲ့ data တွေအကုန်လုံးအာကျွန်တော်ဘယ်သူက data တွေအကုန်လုံးသူပို့လိုက်တဲ့အချိန်မှာ အကုန်လုံးကလေကျွန်တော်မှရှိတဲ့အခွန်ထမ်းနံပါတ်ကဆိုတို့စီမှာအကုန်လုံးရနေတယ်ဆိုတော့ကျွန်တော်လည်းတကယ်ထင်လိုက်တာဟောအခွန်ဦးစီးဌာနပဲတကယ်ပဲဒီဟာကိုမှန်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 ကန်မှုရှိမရှိဘူးတိုက်ပြီးစစ်စစ်မယ်ပေါ့နော်ဒီလိုမျိုးအခွန်ရုံးရတာတိနိုင်တဲ့ကိုယ့်ရဲ့ data အချက်လက်တွေကိုသူတို့ဘလို့သိလဲပေါ့ကိုဆိုရင်လည်းယုံမိမှာဗျာ အဲ့ねကျွန်တော်ဟုတ်ပါတယ်ကျွန်တော်ရဲ့အချက်လက်တွေမှန်ပါတယ်နာမည်လည်းမှန်ပါတယ်အဲအဲ့ဒါဆိုရင်ပေါ့နော်အကိုဟိုပေါ့ဟိုနောက်ထပ်ပေါ့နော် online ပေါ့ကိုရဲ့ဟိုအချက်လက်တွေပေါ့နော်ဖြည့်ဆွတ်ဖို့အတွက်ဒီ account link လေးကိုဝင်ပေးပြီးတော့အဲ့မှာရှိတဲ့ application ကိုပေါ့နော်ဒီအခွန်ဦးစီးဌာနရဲ့ဟို logo နဲ့ application ကို download ဆွဲပေးပါဆိုပြီးကျွန်တော်ပြောတော့ကျွန်တော် ဩတကယ်ပဲဒီလိုမျိုးကျွန်တော်တို့ရဲ့ကိုကြီးအချက်လက်အခွန်ထမ်းအမှတ်ရှင်တွေအကုန်လုံးဒီကတကယ်အခွန်ရုံးမှာပဲရှိတယ်ကျန်တဲ့လူဘယ်သူမှသိတာမဟုတ်ဘူးလေအဲ့တော့ကျွန်တော်ကလည်းလူမျိုးလာပြီဆိုတော့ဩဒါတော့အမှန်ပဲပေါ့နော်အဲ့ဆိုလဲကျွန်တော်လုပ်မယ်ဆိုပြီးတော့ကျွန်တော်ကသူကဗီဒီယိုကိုခေါ်ခိုင်းတာဗီဒီယိုခေါ်ခိုင်းပြီးဒါလည်းချက်ချင်းလုပ်ခိုင်းတာသူ့ဘက်ကတော့မျက်နှာမပြဘူးကျွန်တော်ကိုဗီဒီယိုကိုခေါ်ပြီးတော့ဟုတ်ပြီအကို application နဲ့ကိုဒီ link နဲ့ကိုဝင်ဝင်ပြီးတာ ਨੇ အဲ application ကို download ဆွဲပါဆိုပြီးကျွန်တော်ပြတော့အဲ့ application အဲ့ link ကိုကျွန်တော်ဝင်လိုက်တဲ့အချိန်မှာလေတကယ်အခွန်ဦးစီးဌာနရဲ့ logo ရဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့အခွန်ထမ်းဟိုပေါ့နော်နာမည်ဒီအခွန်ထမ်းဆောင်ရဲ့ပုံစံပေါ့တကယ်လုံးဝကိုရုံးပိုင်းဆိုင်ရာအချက်လက်ပုံစံမျိုးနဲ့တွေ့ရတယ်အတွေ့ရတော့ဩဒါလေဟိုနေပြီးတော့နေပြီးတော့သူတို့အမှန်တကယ်ပေါ့နော်ခိုင်းတဲ့လူပဲဆိုပြီးတော့ကျွန်တော်ကလေကဲဟုတ်ပြီကျွန်တော်သူပြောတဲ့အတိုင်းကျွန်တော်ဝင်တယ်ဝင်တော့ ဖြစ်ချင်တော့ကျွန်တော်ဖုန်းဒီဟိုဘောနော်ကျွန်တော် iOS 3နေဆိုတော့ iOS နဲ့ဝင်လို့မရဝင်လို့မရတော့ဟာအကိုကြီးကျွန်တော်ဖုန်းကတော့ iOS နဲ့တော့ကျွန်တော်ဝင်လို့မရအောင်အဲ့ချိန်ကြီးကျွန်တော်မသိဘူးနော် iOS နဲ့ကျွန်တော်ဝင်လို့မရဘူးအဲ့ဆိုရင် तू ကနေဟာအဲ့ဆိုတော့အခြားဖုန်းတစ်လုံးရှိရှိတယ်ဆိုရင်အဲ့ဖုန်းတွေကနေပြီးတော့မှ Google Play တွေကနေ Android ဖုန်းပဲဖြစ်ရမယ် Android ဖုန်းတွေကဝင်ဆိုတော့ကျွန်တော် Android ဖုန်းလေးနဲ့ကျွန်တော်တမီးရဲ့ Android ဖုန်းလေးနဲ့ကျွန်တော်ဝင်တယ် ဝင်ပြီးကျွန်တော်ကျွန်တော်တမီဖုန်းထဲမှာလည်းဘာမှတော့မရှိဘူး။ banking နဲ့ပတ်သက်တဲ့ဟာဘာမှမရှိဘူး။ဖုန်းရဲ့ screen ကိုပြပြီးတော့ကျွန်တော်သုံးနေတဲ့ဟာအကုန်လုံးဖြင့်ခိုင်းတာ။ဖြင့်ခိုင်းပြီးတော့အာအခုဟိုဟာလို့ဒီဟာလို့ဖွင့်မြအောင်ဆိုဘယ်ဟာဘယ်လိုဆွဲဘယ်ဟာဘယ်လိုဆွဲဆိုသူ application မှာလည်းဖုန်းရုံးရဲ့ဟို Google ကလည်းအဲ့အတိုင်းပဲဆိုတော့အဲ့အဲ့ဒီဟာကို install လုပ်ခိုင်းတာ။ install လုပ်ခိုင်းပြီးကျွန်တော်အဲ့ဒါကို install လုပ်တယ်ကျွန်တော်တမီးဖုန်းထဲမှာပေါ့ကျွန်တော်အဲ install လုပ် install လုပ်လဲလုပ်ပြီးတော့ okay လဲရပြီးတော့အခုလဲ အဲ့ပြီးတော့အဲ့ application ကိုလည်းဖြတ်လိုက်ဆိုပြီးဖုန်းကချပလဲကျွန်တော်စိတ်တယ်မတင်ငါဘောကျွန်တော်ကျွန်တော်အလုံးမသွားဘဲနဲ့ကျွန်တော်အခွန်ရုံးကိုပြန်တန်းသွားတာအခွန်ရုံးကိုတန်းသွားပြီး CIA ကျွန်တော်တို့မနက်ကတော့နေပြီးတော့အခွန်ရုံးကနေပြီးတော့ကျွန်တော်ဒီလိုဒီလိုပဲ application ကို download ဆွဲပါအချက်လက်မှန်မှန်မှန်ကိုပြန်ပြီးစစ်ဆေးရမယ်လို့ပြောပြီးတယ်ကျွန်တော်ကိုစစ်ဆေးရမယ်လို့ကျွန်တော်ပြောတယ်ဆရာကြီးဟုတ်လားဆိုပြီးကျွန်တော်လူကိုရန်သွားပြီးပြီးတော့မှဟိုကအခွန်ရုံးကအဲ့ကြတော့မှအခွန်ဦးစီးကြီးက ဟာမဟုတ်ဘူးမှားနေတယ်။ဘာဖြစ်လို့ဆိုတော့တဲ့အကူတဲ့ငါတို့အခွန်ရုံးကတဲ့ဟိုက data တွေစာပါတွေကဟက်ခံလာရတယ်တဲ့။အဲ့ဒါကြားဖြန့်လူလိန်လေးတဲ့။ဟာအဲ့ဒါအဲ့ကြတော့မှကျွန်တော်လည်းသိတော့တယ်။ဒီလိုမျိုးအစိုးရဌာနဆိုင်ရာတွေကိုဗျာကြားဖြန့်တွေက data တွေဟက်ယူတဲ့ပုံစံမျိုးတွေကဇကားထဲမှာပဲရှိတယ်လို့ထင်တာဗျ။အခုကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကိုဖြစ်လာပြီဗျာနော်ဒါမှမဟုတ်ကျွန်တော်တို့ကံကောင်းတာကျွန်တော် KP banking သုံးတဲ့ ဖုံးမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကန်ကောင်းတာနှိုးဆိုရင်အဲကျွန်တော်တကယ်ပတ်စံနဲ့အကုန်လုံးပါပြီးပလုံပြီးနဲ့သူနဲ့စကားပြောနေတဲ့အချိန်မှာတော့အနောက်မှာလေလူဗနေရောဘလို့လိန်နေလဲတော့ကျွန်တော်မသိဘူးမိန်းမတန်ကြီးရောယောက်ျားတန်ကြီးရောအကုန်လုံးတော့လူတိုင်းအောင်အဲ့လိုမျိုးပြောတာအနောက်ကျွန်တော်ကြားနေရတာလေဟိုဘန်လုပ်ငန်း73နေလား ပြီးရင်ဒီမှာအခွန်အခွန်ထမ်းအမှတ်တွေမှန်မှန်မှန်နံပါတ်တွေဒါတွေကို update တွေလုပ်ဖို့အတွက်မှန်မှန်မှန်ပြန်ပြီးဖောင်ပြရမှာမို့လို့ပြန်လုပ်ပေးပါဆိုပြီးတော့အနောက်မှာလူတိုင်းအခုလိုပေါ့အခွန်ကျွန်တော်တို့လုပ်ငန်းရှင်ပေါ့အခွန်ဆောင်နေရတဲ့လုပ်ငန်းရှင်တွေအကုန်လုံးကိုသူတို့ပတ်ပြီးအဲ့လိုလိမ့်တာအဲ့တော့နည်းနည်းလေးသတိထားပေးဖို့တော့လိုတယ်ကျွန်တော်ပရိယိုလေးတွေကမိတ်ဆွေတို့တဲ့အကျိုးရှိမယ်ဆိုရင် live လေးတစ်ချက်နှိပ်ပြီးတော့အားပေးခဲ့ပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်